ဖះချင်းမြောက်ချင်တဲ့အခါမှာသိထားသင်ကိုချင်းမြောက်ချင်တဲ့အခါမှာသင်မနိုင်ဘူးလို့ထင်တဲ့အရာကိုဖះသခင်လှုပ်ခိုင်းတယ်သင်ကိုဖះချင်းမြောက်ချင်ပြီဆိုရင်မနိုင်ဝန်ထမ်းခိုင်းတယ်ဗောဗျာအဲ့လိုပဲပြောကြပါစို့နားသိမကြသေးသေးဟုတ်တယ်ဖះသခင်သင်ကို level တစ်ခုတင်ပြီးတော့ချင်းမြောက်ချင်ပြီသင်ရဲ့နာမည်ကိုအဲနာသင်ရဲ့နာမကိုဖះ ကြီးမြတ်စေခြင်းနဲ့ချီးမြှောက်ခြင်းနေပြီဆိုရင်တင့်ကိုမနိုင်ဝန်ထမ်းခိုင်းတယ်အဲ့ဒါကိုတင်ကဘာဖြစ်လို့မနိုင်ဝန်ထားရတာလဲဆိုတော့တင်ဖျောက်သွားပြီးတော့မှ complain တက်လို့မရဘူးတင်တို့တိတ်မကြောက်တိတ်မကြားသေးဘူးဘာကြောင့်မကြားတာလဲဆိုတော့တင်တို့တဘောတိတ်မပေါက်သေးလို့ပြောပြမယ်ခါလီမာကိုကိုဖျားပေးလိုက်တာကောင်းကြီးကိုကောင်းကြီးမှမသိပဲနဲ့တခါလေဘာထင်တက်လဲဆိုတော့ ငါဒုက္ခလို့ထင်တတ်တယ်ကျွန်တော်တို့အတွက်အင်မတန်မှကြီးမားတဲ့ပြဿနာလို့ထင်တဲ့အရာတွေအားလုံးကဘုရားခင်ရှိမှဘာမဟုတ်ဘူးဆိုတာကိုသင်တို့သိဖို့အရင်ရေးကြည့်တယ်ဘုရားအသင်းကိုချီးမြှောက်ခြင်းပြီးဆိုရင်သင်ကိုသင်ထင်ထားတဲ့ငါဒါကိုမလုံနိုင်ဘူးလို့ထင်ထားတဲ့ဟာကိုဘုရားပေးလုပ်လိုက်တယ်အာမင်အဲ့ကမှသင်ဘာဖြစ်လဲဆိုဆိုတဲ့ခါမှာဘာလို့ငါဒါကြီးကိုပေးတွေ့ရတာလဲငါ့ကိုဘာလို့ဒါကြီးပေးတွေ့ရလဲငါကြမ်းမှဘာပဲလို့ဒါကြီးလုံးရတာလဲ ဆိုရ complaint မတက်မိစေနဲ့။ဘုရားကတင့်ကိုချီးမြောက်တော့မယ်ဆိုရင်အမြဲတမ်းတင့်ရဲ့ life မှာတင်မလုံနိုင်ဘူးဆိုတဲ့အရာကိုလှုပ်ဖို့ရန်တော့ဘုရားကအခွင့်ပေးတတ်တယ်။အဲ့ဒီအချိန်မှာတင်ပြောရမယ့်အရာတစ်ခုပဲရှိတယ်။ငါ့ကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အပြင်ခတ်သိမ်းတော်မူကိုငါတက်ဆွမ်းနိုင်တယ်လို့တင်ပြောဖို့အရေးကြီးတယ်။ ဒါပေမဲ့အဲ့ဒီအချိန်မှာဖြစ်တတ်တာအဲ့ဒီဟာမမထွက်ပဲနဲ့ဘာထွက်လဲဆိုတော့ငါလုံးလုံးမဖြစ်လာရင်ဘယ်လိုလုံးမလဲငါလုံးလုံးမရရင်ငါအရှက်တွေ꿰တော့မှာပဲဆိုတဲ့အတွေးခေါ်ဝင်လာခြင်းကတင်းအတွက်ဆုံးရှုံးစေတတ်တယ်။တင်းရောဆုံးရှုံးစေတဲ့တည်းဒါအဲ့ဒီခါမှာဘာလုပ်လဲဆိုတော့တင်းကအဲ့လိုမျိုးကြီးမားတဲ့အရာဖြစ်လာရင်တင်းစစ်ကူတောင်းတတ်တယ်။ငါတို့တို့မလုံးနိုင်တဲ့အတွက်ကြောင့်ဘောဘောလားမသိဘူး။ ုရားပေးထားတဲ့အရာတခုကိုသင်ကိုပေးထားတဲ့အတွက်ကြောင့်သူများနဲ့ share လုပ်တာဘုရားမကြိုက်ဘူး။သင်နဲ့ဆိုင်တဲ့အရာသင်ပဲယူရတာ။ business မှာတော့ share ရှိရင်ရှိမယ်ဝိညာဉ်ရမှာ share မရှိဘူး။ဘုရားသင်ကိုပေးထားတဲ့နေရာသင်ပဲတာ။လက်ဘွေရဒီမှာတချမ်းနောက်လူတယောက်မှာနောက်တချမ်းမရှိဘူး။ဒါကို့မှာပဲရှိတယ်။ခါးလေးမှာကြည့်ဘုရားပေးထားပြီးသားကြီးကိုဘာလုပ်လဲ။သူပေးထားပြီးသားယူဒကိုပေးထားပြီးသားကြီးကိုရှီမောင်ကိုသွားပြီးတော့မှသူပါသွားလို့လဲလိုက်ခဲ့တယ်။ဘာဖြစ်လို့သူအဲ့လိုခေါ်တာလဲသိလား။သူမနိုင်ဘူးထင်လို့ ူတယောက်တည်းမနိုင်ဘူးထင်လို့ဖယားသခင်လုတ်ခိုင်းတဲ့အရာငါကမင်းကိုမနိုင်တဲ့ဝင်ပြီးတော့မထမ်းခိုင်းလို့ပြောတယ်ဖယားမနိုင်ဝင်ထမ်းခိုင်းတာမဟုတ်ဘူးနိုင်တာတိလို့ထမ်းခိုင်းတာကိုကိုကမနိုင်ဘူးလို့ထင်ထားတာကိုကို you can do it